်မင်္ဂလာပါရှင်ဒီနေ့စတ္ထမရန်တင်ချတအခန်းကျဲတဘာဝကိမားနဲ့အပြစ်ကိမားကိုဆက်ပြီးတော့ရှင်းပြပြီးမှာပဲဖြစ်ပါတယ်အဲ့တော့ဒီအခန်းထဲမှာတော့ကျွန်တော်တို့ဘာကိုလေ့လာရမှာလဲဆိုတော့တဘာဝကိန်းနေနဲ့အပြစ်ကိန်းနေရဲ့အကြောင်းကိုလေ့လာရမယ်။ အဲ့ဒါပြီးတော့ဒီ gain နေအတွက်လှုပ်ထုံးဆိုင်ရာဂုံတက်တီကိုလှိလာရပါမယ်တဲ့ဟုတ်ပြီနော်အဲ့တော့တေတမတက်မှာသဘာဝ gain များနဲ့အပြည့် gain များကို gain မြင်ပေါ်တွင်ဖော်ပြခြင်းအဲ့တော့ပထမအဦးဆုံးတစ်ခုဒီသဘာဝ gain များ natural numbers သဘာဝ gain ဆိုတာဘာလဲဟုတ်ပြီနော်အဲ့တော့အဲ့ဒါကိုဆရာမကစာပိုက်တွေအများကြီးပြီးရှင်းပြတာမျိုးတွေမလုပ်တော့ဘူးပါးစပ်နဲ့ပဲနည်းနည်းပပပြောပါမယ်သဘာဝ gain ဆိုတာကဆရာမတို့ရေတွက်တဲ့အချိန်မှာသုံးမယ်အဲ့တော့ တရင်တစ်ပတ်မှာရက်ပေါင်း9ရက်ရှိတယ်ဆိုတာမျိုးမြန်မာစာရင်ဘီ33ခုရှိတယ်ဆိုတာမျိုးတရာဇင်မှာ12ခုရှိတယ်ဆိုတာမျိုးအဲ့လိုမျိုးဆရာမတို့ရေတွက်လို့ရတယ်အဲ့ဒီရေတွက်လို့ရတဲ့ game တွေကိုတဘာဝ game တွေလို့ခေါ်တယ်ဟုတ်ပြီနော်သူကရေတွက်တဲ့နေရာမှာ3နာဖြစ်တဲ့အတွက်ကြောင့်မလို့ရေတွက် game counting numbers ဆိုလဲခေါ်ပါတယ် ဟုတ်ပြီလားအဲ့တော့တဘာဝကိန်းဆိုတာ natural number ဆိုတာတစ်ကနေစမယ်10နဲ့3 4 5 6 90ဒီအဆက်တွေချထားတယ်ဆိုတာဒီနောက်မှအများကြီးရှိသေးတယ်ဟုတ်ပြီနော်စသည်တို့ဒီတဘာဝကိန်းများဖြစ်ကြသည်အဲ့တော့တဘာဝကိန်းကဘယ်ရစတယ်လဲဆိုရင်တက်ကနေစမယ်သူ့ကိုဘယ်နေရာမှာသုံးတယ်လဲဆိုတော့ရေအတွက်တဲ့အခါမှာ သုံးတာမို့လို့သူ့ကိုရေအတွက်ကိန်း counting numbers လို့လည်းခေါ်တယ်အငယ်ဆုံးတဘာဝကိန်းကဘာလဲဆိုတော့တစ်ဖြစ်ပြီးတော့မှ အကြီးဆုံးသဘာဝကိန်းများမရှိပါဘူးတဲ့ဟုတ်ပြီနော်အဲ့တော့ဘာကြောင့်မရှိသလဲဆိုတော့သူကဆက်ပြီးတော့သွားမှာဟုတ်ပြီလားဆက်သွားတဲ့အခါမှာသူက infinity ထိသွားမှာမဟုတ်လို့သူ့ရဲ့အကြီးဆုံးသဘာဝကိန်းကမရှိဘူးဟုတ်ပြီနော်အဲ့တော့ပြန်ပြောမယ်သဘာဝဂိမ်းဆိုတာဒီတိတ်ကနဲ့စမယ်အငယ်ဆုံးသဘာဝဂိမ်းကတစ်ဖြစ်ပြီးတော့မှအကြီးဆုံးသဘာဝဂိမ်းကမရှိဘူးရေတွက်တဲ့အခါမှာအသုံးပြုနိုင်လို့သူ့ကိုရေတွက်ဂိမ်း counting numbers လို့ခေါ်တယ် အဲ့တော့ဆက်ပြီးတော့စဉ်းစားကြည့်မယ်1နဲ့2ရဲ့ကြား2ရဲ့3ကြား3ရဲ့4ရဲ့ကြား4 5ကြား5 6ကြား6ခွန်ကြားဒီကြားထဲတွေမှာတဘာဝဂိမ်းတွေရှိပါသလားတဲ့ဒီတော့ကျွန်တော်တို့တည်ထားရမှာဒီဒီဂိမ်းတွေရဲ့ကြားထဲမှာတဘာဝဂိမ်းတွေမရှိပါဘူးဒါပြီနော်နောက်တစ်ခုသွားပါမယ်တသက်သက်မှာတသက်သက်မှာ2မှာတဘာဝဂိမ်းများကိုဂိမ်းမြင်ပေါ်ရင်ပေါ်ပြခြင်းအဲ့တော့ဒီမှာဂိမ်းမြင်တစ်ခုဆွဲလိုက်မယ်ဂိမ်းမြင်မှာများလေးတက်ထားမယ် ပြီးတော့အစမတ်တစ်ခုရှိမယ်ဂျီရနဲ့ဂျီကိုတူညီတဲ့အကွာအဝေးလေးတွေလှုပ်ထားမယ်ဟုတ်ပြီနော်တူညီစွာအကွာအဝေးပေးမယ်အဲ့ဒါပြီးတော့ဒီအစမတ်ကန်နေ1 2 3 4 5 6အဲ့တော့ဒီအများရဲ့အတိတ်ပဲဒီဒီဘက်မှာအများကြီးဆက်ပြီးတော့ရှိသေးတယ်ဆိုတာကိုဖော်ပြထားတာအဲ့တော့တစ်ကနေပြီးတော့ဆင်မတို့ဆွဲချင်တဲ့လောက်ကလေးဆွဲထားမယ်ပြီးတော့များတက်လိုက်မယ်ဒါကကြတော့ဆင်မတို့တစ်နဲ့စထားတာဖြစ်တဲ့အတွက်ကြောင့်မလို့တဘာဝဂိမ်းဖြစ်လို့ဂိမ်းမြင်းပေါ်မှာရှိတဲ့တဘာဝဂိမ်းကြီးဖြစ်တယ် ရပြီနော်ဟုတ်ပြီနောက်တစ်ခုဆက်ကြည့်မယ်တိတိတမတိတိတမ3မှာ အပြည့်ဂိမ်းများ whole numbers အဲ့တော့အပြည့်ဂိမ်းဆိုတာကဆမလို့တူညီတဲ့သဘာဝဂိမ်းတစ်ခုနှုတ်မယ်အဲ့လိုနှုတ်တဲ့အခါမှာရလက်ကိုသဘာဝဂိမ်းနဲ့မဖော်ပြနိုင်ပါဘူးတဲ့အဲ့တော့ပြောချင်တာကကြတော့ဥပမာအားဖြင့်ပေါ့နော်ဘူးတဘူးထဲမှာချွတ်ချင်းထည့်ထားတယ်အဲ့ဒီချွတ်ချင်းကငါးလုံးရှိတယ်ပဲထားပါတော့လေအဲ့ဒီကချွတ်ချင်းငါးလုံးကိုဆရာမတို့ကထုတ်လိုက်တယ်ထုတ်လိုက်လို့ရှိရင်ဒီထဲမှာဘာမှမကျင်တော့ဘူး တခုမှမရှိတော့ဘူးဆိုတာကို ဖော်ပြဖို့လိုအပ်တယ်။အဲ့ဒီခါကျတော့ဆမ်မရုတ်ကဒီမှာဘာမှမရှိဘူးဆိုတာကိုဖော်ပြဖို့ဟုတ်ပြီနော်။သူက0ဆိုတဲ့ဒီလိုအမှတ်အသားလေးရှိတဲ့တင်္ကေတဒီလိုတင်္ကေတလေးရှိတယ်။အရာလေးတခုတီချွင်ပြီးတော့၃ညာဆိုပြီးတော့ခေါ်ဆိုခဲ့ကြတယ်တဲ့။ဟုတ်ပြီနော်။အဲ့တော့ခုနကဆမ်မရုတ်လည်လာထားတဲ့သဘာဝကိန်းမှာ၃ညာကိုချက်ပြီးတော့မှ ဖြစ်ဆွလိုက်တယ်။အဲ့လိုဖြစ်ဆွလိုက်ပြီးတော့ရလိုက်တဲ့ကိန်းတွေကိုကြတော့ အပြည့်ဂိမ်းများ whole numbers လို့ခေါ်တယ်ညပြီနော်အဲ့တော့တိထားရမှာဒီဥပမာဆင်မတို့စီမဆောက်ငါးအုပ်ရှိတယ်ဆောက်ငါးအုပ်သူများကိုပေးလိုက်ပြီအဲ့ဒီခါကျရင်ကိုယ်စီမဘာမှမကျန်တော့ဘူးမရှိတော့ဘူးဆိုတာကိုဖော်ပြဖို့အတွက်ဒီမှာဒီလိုတင်ငေတာလေးပေါ့နော်အဲ့တင်ငေတာလေးကိုထွင်လိုက်တယ်အဲ့ဒါကိုတုံညာဆိုပြီးတော့ခေါ်ဆိုခဲ့ကြတယ်တုံညာအပါဝင်ခုနကလှိလာထားတဲ့သဘာဝဂိမ်းနဲ့အားလုံးကိုအပြည့်ဂိမ်းများလို့ခေါ်တယ်အဲ့ဒါကကြတော့ whole numbers သူက0ကနေစမယ် 0123456789910စသည်တို့ကအပြည့်ဂိမ်းနေဖြစ်ကြတယ်တဲ့။ညာပြီနော်။အဲ့တော့အပြည့်ဂိမ်းနေကိုဂိမ်းပြင်းပေါ်မှာဖော်ပြမယ်။အဲ့တော့ဒီမှာတော့သိတာပါတယ်။တုံညာကတော့အငယ်ဆုံးအပြည့်ဂိမ်းဖြစ်တယ်။ဟောပြီနော်။0ဒီအငယ်ဆုံးအပြည့်ဂိမ်းဖြစ်သည်။အဲ့တော့ဂိမ်းပြင်းမှာဆင်မတို့ဒီမှာဓာရီသည်သူညီစွာဝါဝေးပေးမယ်။0ကနေစမယ်0 1 2 3 4 5မှတ်ပြီးမယ်ဒါကကြတော့ကိမင်းပေါ်မှာရှိတဲ့အပြည့်ကိမင်းဟုတ်ပြီ အဲ့တော့ဒီအပြည့်ကိန်းမှာလည်းပဲ0ဒီအငယ်ဆုံးအပြည့်ကိန်းဖြစ်ပေမဲ့သူ့ရဲ့အကြီးဆုံးအပြည့်ကိန်းကကြတော့မရှိပါဘူးခုနကတဘာဝကိန်းလို့ပါပဲဟုတ်ပြီနော်အဲ့တော့ပုံစံအတွက်ကိုကြည့်အောင်ကနန်းလေးလုံးပါတော့အကြီးဆုံးအပြည့်ကိန်းနဲ့အငယ်ဆုံးအပြည့်ကိန်းကိုရှာပါတဲ့အဲ့တော့ကနန်းလေးလုံးပါတယ်လို့ပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ခု10ရာထောင်ထောင်ထိစမ်းမလို့စဉ်းစားရမယ်အကြီးဆုံးအပြည့်ကိန်းလို့ပြောတာဖြစ်တဲ့အတွက်ကြောင့်ဒီ ခုနေရာမှာကလည်းတက်ကနေကိုထီစဉ်းစားမယ်။ဆယ်နေရာမှာလည်းတက်ကနေကိုထီစဉ်းစားမယ်။ရာနေရာမှာတက်ကနေကိုထီထောင်နေရာမှာတက်ကနေကိုထီစဉ်းစားမယ်။အဲ့လိုစဉ်းစားတဲ့အခါမှာအကြီးဆုံးဒီကိုပဲဖြစ်နေတာဖြစ်လို့ဆရာမတို့ဒီအကြီးဆုံးအပြစ်ကိန်းကတော့9990နဲ့ကိုဖြစ်မယ်။ဟုတ်ပြီနော်။အဲ့တော့အငယ်ဆုံးအပြစ်ကိန်းကိုဆရာမတို့စဉ်းစားကြည့်တဲ့အခါမှာဒီနေရာမှာစဉ်းစားကြည့်ရင်အလုံးဒီဒီအပြစ်ကိန်းက0အဲ့တော့0000ကြီးပဲရေးလို့မရအောင် ဟုတ်ပြီနော်အဲ့အကြောင်မို့ရှေ့ဆုံးမှာဆံမတော့ဒေးဆိုမှထားထားလိုက်တုံညာကိုရှေ့ရထားအိမ်မှာတုံညာတုံညာတုံညာတစ်ဆိုမှလည်းရေးလို့မရဘူးဆိုတော့တစ်ကိုရှေ့ကထားပြီးတော့တထောင်ဆိုပြီးတော့ရေးပါတယ်ဟုတ်ပြီတော့နံပါတ်1ကိုကြည့်မယ်ငယ်ဆုံးလက်ကျန်ခံအောင်သွားမယ်နော်လက်ကျန်ခံတဲ့သသမာတစ်ကနံပါတ်1အငယ်ဆုံးတဘာဝဂိမ်းကိုဖော်ပြပါအဲ့တော့အငယ်ဆုံးတဘာဝဂိမ်းကတော့ငယ်ဆုံးတဘာဝဂိမ်းဒီ1ဖြစ်သည်ပေါ့ညပါနော် ငယ်ဆုံးသဘာဝဂိတ်ညီမြချင်းတစ်လို့ရင်လည်းရတယ်။အငယ်ဆုံးသဘာဝဂိတ်ညီမြချင်းအဲတစ်ဆိုရင်မှရေးလို့လည်းဖြစ်တယ်လို့အငယ်ဆုံးသဘာဝဂိမ်းမှာတစ်ဖြစ်သည်ကြိုက်တယ်လို့ရေးပါအပြည့်ဂိမ်း၈ခုကိုဖော်ပြပါအဲ့တော့အပြည့်ဂိမ်းဆိုတာဒီ0ကနေစတယ်၈ခုဆိုတော့ကလေးတို့ကြိုက်တဲ့၈ခုကိုရေးလိုက်၃ညကနေ0 1 2 3 4 5 6 7ဆိုမှရင်းလည်းရေးကြိုက်တဲ့ရေးဘယ်ကနေပဲဆက်စား သူကရှစ်ခုရေးခိုင်းတာဖြစ်တဲ့အတွက်ကြောင့်ရှစ်ခုပြင်ရပါပြီအဲ့တော့ကိုရေးထားတာဒီတို့ဒီအပြည့်ကိန်း ရှစ်ခုဖြစ်သည် အပြည့်ကိန်းရှစ်ခုဖြစ်သည်ဟုတ်ပြီအငယ်ဆုံးအပြည့်ကိန်းကိုဖော်ပြပါအဲ့တော့အငယ်ဆုံးအပြည့်ကိန်းမှာအငယ်ဆုံးအပြည့်ကိန်းမှာ တုံညာလို့ရေးပြီးတော့ဒုလေးလုံးလိုက်မယ်တည့်ရတင်ကေတာလေးရေးလိုက်မယ်တုံညာဖြစ်သည်နောက်တစ်ခုနှစ်နဲ့ရှစ်ကြားရင်တဘာဝကိမိများရှိသည်နီးတဲ့ထိုကိမများကိုအဲ့တော့ဆင်မဒီမှာမိကွန်းလေးကြီးတာလို့သွားတယ်ထိုကိမများထိုကိမတို့ကိုဖော်ပြပါပါနော်အဲ့တော့ဆရာမတို့စဉ်းစားရမှာဒီနှစ်နဲ့ရှစ်ကြားမှာတဘာဝကိန်းဘယ်လောက်ရှိတယ်လဲအဲ့တော့ရေးကြည့်လိုက်မယ် two, three, four, five, six, seven, eight. အဲ့တော့နှစ်နဲ့ရှစ်ရဲ့ကြားထဲမှာနှစ်မပေါင်းရှစ်မပေါင်းတဘာဝကိန်းရောင်းနှစ်သုံးလေးငါးငါးခုရှိတယ်။ဘာတွေလဲဆိုတော့သုံးလေးငါးခြောက်ခွန်။ဒါပြီနော်။အဲ့တော့အဖြစ်ရေးမယ်နှစ်နဲ့ရှစ်ကြားရင်တဘာဝကိန်းငါးခုရှိသည်။ နေနေရှိကြတဲ့တဘာဝကိန်း၅ခုရှိသည်အဲ့တော့ချိုကိန်းတို့ဖော်ပြပါလို့ပေးတဲ့အတွက်ကြောင့်မလို့ချိုကိန်းများမှာအခုနဆင်မလို့ရတဲ့ဟာလေးရေးလိုက်မယ်3 4 5 6 7၆ဖြစ်သည်ရပြီနော်နောက်တစ်ခုဆက်ကြည့်မယ်နံပါတ်5 5ဖြစ်ဆုံးတော့ခန်း6လုံးပါသည့်အငဲဆုံးအဖြစ်ကိန်းကိုရှာပါ နှစ်ဖြစ်ဆုံးသောကနန်း၆လုံးပါသည့်အကြီးဆုံးအပြစ်ကိန်းကိုရှာပါဟုတ်ပြီ။ငါးနဲ့ဆုံးတဲ့ကနန်း၆လုံးပါတဲ့အငယ်ဆုံးအပြစ်ကိန်းနဲ့နှစ်နဲ့ဆုံးတဲ့ကနန်း၆လုံးပါတဲ့အကြီးဆုံးအပြစ်ကိန်းကိုရှာ။ဟုတ်ပြီငါးနဲ့ဆုံးတယ်ဆိုတော့ဆီမားကငါးလို့ရေးထားလိုက်မယ်။ကနန်း၆လုံးဆိုတော့ဆီမားဆီမားတို့ဒီတနေရာနှစ်နေရာသုံးနေရာလေးနေရာငါးနေရာသူက၆နေရာအဲ့ဒါကိုစဉ်းစားပေးရမယ်။ဟုတ်ပြီနော်။အဲ့တော့အငယ်ဆုံးအပြစ်ကိန်းကိုအရင်ရှာရမယ်။အဲ့တော့ငါးနဲ့ဆုံးတဲ့အငယ်ဆုံးအပြစ်ကိန်း 1 2 3 4 5 6 6နေရာဆိုတော့ဆရာမတို့ဒီတုံညတွေထည့်လိုက်မယ်အပြည့်ကိန်းအငယ်ဆုံးက0တွေဆိုတော့ရှေ့ဆုံးမှာ0ထားလို့မရတော့1ဆိုမှရှိလိုက်မယ်ဟုတ်ပြီနော်အဲ့တော့ဒါကအဖြေပဲပထမတစ်ခုအတွက်အဲ့တော့5ဖြစ်ဆုံးတော့ကနန်း6လုံးပါသည်အငယ်ဆုံးအပြည့်ကိန်းမှာဆိုပြီးတော့မှာ1000005ဘာနော်1 2 3 4 5 6ကနန်း6လုံးပါတယ်နောက်တစ်ခု အဖြစ်သည်ဆိုမှရှိလိုက်မယ်ဟုတ်ပြီနော်နောက်တစ်ခုကကြတော့သူဖြစ်ဆုံးတော့ကနန်း၆လုံးပါသည်အကြီးဆုံးအဖြစ်ကိန်းမှာအဲ့တော့ဒီမှာသူနဲ့ဆုံးလိုက်မယ်ကနန်း၆လုံးကိုဆရာမတို့စဉ်းစားရမယ်ရှေ့မှာ၅လုံးကိုစဉ်းစားရမယ်ပေါ့နော်တစ်လုံးကပေးထားတာဆိုတော့အဲ့တော့သူကအကြီးဆုံးအဖြစ်ကိန်းလို့ပြောတာဖြစ်တဲ့အတွက်ကြောင့်ဒီနေရာမှာတစ်ကနေ၉ထိစဉ်းစားမယ်ဒီနေရာမှာတစ်ကနေ၉ထိစဉ်းစားမယ်အဲ့တော့အကြီးဆုံးကိန်းက9ဖြစ်တဲ့အတွက်ကြောင့်9လို့ရေးလိုက်မယ်ဒါဆိုရင်ကျန်တာတွေကလည်းဘာတွေပဲလဲဆိုတော့၉တွေကိုပဲရေးလိုက်ရုံပါပဲ ရတသူရဲ့အဖြစ်သည်တူဖြစ်ဆုံးသောကနန်းချောင်းလုံးပါသည့်အကြီးဆုံးအပြည့်ဂိမ်းမှာ99992ဖြစ်သည်ပေါ့ရပြီနော်အဲ့တော့စာရီရှင်ရေးစရာမလိုပါဘူးဒီလိုလေးရင်ရပါပြီဒါမှမဟုတ်လဲငါဖြစ်ဆုံးသောကနန်းချောင်းလုံးပါသည့်အငယ်ဆုံးအပြည့်ဂိမ်းညီမြချင်းဆိုပြီးတော့ရေးလိုက်လည်းရပါတယ်အဲ့တော့နံပါတ်6 6035ကနန်းများကိုအသုံးပြု၍ရရှိမည် အငယ်ဆုံးအပြစ်ကိန်းနဲ့အကြီးဆုံးအပြစ်ကိန်းများကိုရှာပါကိန်းတလုံးရည်သည့်အခါကနန်းတလုံးစီကိုတစ်ချိန်သာအသုံးပြုပါ။ဟုတ်ပြီအဲ့တော့ဆရာမတို့သုံးရမယ့်ဂိမ်းဒီ6035။အဲ့တော့6ဆိုရက်ဂိမ်း0ရဲ့3ရဲ့5ရဲ့ဒီအပြည့်ဂိမ်း၅လုံးကိုသုံးမယ်။သုံးပြီးတော့မှအငယ်ဆုံးအပြည့်ဂိမ်းနဲ့အကြီးဆုံးအပြည့်ဂိမ်းကိုဆရာမယ်။အဲ့တော့ဆရာမကဒီမှာရေးထားလိုက်မယ်ကိုရှာခြင်းတဲ့ဟာကအငယ်ဆုံးအပြည့်ဂိမ်း မြမြချင်းဒါကိုရှာမဲ့ဟာကိုရေးထားလိုက်မယ်အကြီးဆုံးအပြည့်ကင်းဟုတ်ပြီအဲ့တော့ဒီမှာဆမရလိုချင်တာအငယ်ဆုံးအပြစ်ကိန်းဆိုရင်ငယ်တဲ့ကိန်းကိုရှေ့ကထားရမယ်ပေါ့နော်အဲ့တော့0ကိုဆမရရှေ့ကထားလို့မရတော့3ကိုထားလိုက်မယ်ဟုတ်ပြီနော်3ပြီးတဲ့အခါမှာဒီဆမရက ဇီရိုကိုဒီမှာထားလိုက်လို့ရပြီတကယ်လို့65လို့ရေးမလား56လို့ရေးမလားအဲ့တော့65လို့ရေးမယ်ဆိုရင်တော့ကြီးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့56လို့ရေးလိုက်ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ကိုလိုချင်တဲ့အငယ်ဆုံးအပြည့်အကင်ရပါလဲဆိုတော့3056အဲ့တော့နားလည်မယ်လို့ချင်ပါရဲ့နော်ကိုကအငယ်ဆုံးအပြည့်အကင်ကိုလိုချင်တယ်ဒီမှာ6ကိုထားလိုက်လို့ရှိရင်ကြီးသွားမယ်9ကိုထားလိုက်ရင်လည်းကြီးသွားမယ်ဒီနေရာမှာ0ကိုထားလို့မရအောင်ရှေ့ဆုံးမှာ ခု10ရာထောင်ထောင်နေရာမှာပေါ့နော်အဲ့တော့ဆရာမတို့ထားလို့ရတာဒီ3ပဲရှိတယ်အဲ့တော့ဒီ0နေရာမှာထပ်စဉ်းစားကြည့်မယ်ဒုတိယမြောက်နေရာမှာအဲ့တော့ဒီမှာကျတော့ဆမရုတ်က6တွေထားမယ်5တွေထားမယ်0ထားမယ်ဆိုရင်0ထားတာဒီအငယ်ဆုံးဟုတ်ပြီနော်အဲ့တော့ဒီမှာ5နေရာမှာကျတော့ဆမရုတ်ကကျန်နေတယ်6ရဲ့5ရဲ့ဆိုတော့6နဲ့5နဲ့မှာ5ထားမှာပဲသူကအငယ်ဆုံးအပြည့်ကင်းကိုရမှာဖြစ်လို့ဒီနေရာမှာ5ကျန်တာက6ကဒီမှာထည့်လိုက်ဒီတော့အပြည့်ဒီ3056 ။ဒါပဲနောက်တစ်ခုအကြီးဆုံးကိုစစမ်းမယ်။အဲ့တော့အကြီးဆုံးကဖြစ်ကိန်းဖြစ်တဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာရှိတဲ့အကြီးဆုံးကိုရှေ့ဆုံးကနေရှိမယ်။ဟုတ်ပဲနော်။အဲ့ဒါပြီးလို့ရှိရင်သူ့ရဲ့နှောက်ကလည်းသူ့ထက်နည်းနည်းကြီးတဲ့ဂိန်းကိုလိုက်မယ်။သူ့ထက်ကြီးတဲ့ဂိန်းကိုလိုက်မယ်။အဲ့တော့6530အဲ့တော့ဒါကတော့အကြီးဆုံးအပြည့်ကင်း။အဘစက်ကြည့်မယ်ဒေသမနှစ်မှာပေါင်းချင်းလှုပ်ထုံးဆိုင်ရာဂုံတက်တိများ တဲ့တတမှနှစ်တမတက်မှအပေါင်းဖလဲရဂုံတက်ကြီးဟုတ်ပြီအဲ့တော့ဆရာမတို့ကပေါင်းတဲ့အခါမှာပေါ့နော်အရှိရဲ့အနောက်ရဲ့ကိုအစီစဉ်တကြမဟုတ်ပဲနဲ့အစီစဉ်လေးအရှိနဲ့အနောက်နဲ့ချိန်ပြီးတော့မှပေါင်းကြည့်ရင်ကောပြောင်းလဲမှုရှိလားမရှိဘူးလားဆိုတာကိုလေ့လာမယ်ဟုတ်ပြီလားဥပမာဆိုရင်20 35ပေါင်းနာနဲ့35 20ပေါင်းနာနဲ့ဒီညီမညီကိုကြည့်ကြည့်မယ်ဟုတ်ပြီနော်အဲ့တော့ကြည့်လိုက်မယ်20အရင်ဆုံးကိမြင်လေးဆွဲလိုက်မယ် အဲ့တော့ဒီကနေပြီးတော့ဒါဒီ0 10 20 30 40 50 60 80 90ပေါ့နော်များလေးတက်မယ်ဟုတ်ပြီအဲ့ဒါပြီးတော့ဆက်မတော့20ကိုယူလိုက်မယ် ဒါက20ဒီနေ့ဒီချာ20 20နဲ့35နဲ့ပေါင်းမယ်ဆိုတော့ဆက်ပြီးတော့35ပြည့်မပြည့်ကြည့်မယ်10 20 30ရဲ့35အဲ့တော့50ရဲ့60ရဲ့ဈာတိ55ရှိတော့30နဲ့5ဒီကနေဒီထိက30နဲ့5ဟုတ်ပြီအဲ့တော့ဒီကိမြင့်မှာကြီးလိုက်တယ်20အပေါင်း35ဒီဒီမှာ55ရောက်လာဟုတ်ပြီနော်နောက်တစ်ခုက35အပေါင်း20ကိုပေါင်းမယ်35သွားမယ်10 20 30 35ဒီထိ ဟုတ်ပြီနော်အဲ့ဒီကနေပြီးတော့ဆရာမတို့ကဒါက35ရပြီနောက်ထပ်20ဆက်သွားမယ်35ရဲ့40ရဲ့က9 40နဲ့30နဲ့40နဲ့50နဲ့က30 50နဲ့55နဲ့က9ဟုတ်ပြီဒါဆိုရင်အားလုံးဒီ30ရဲ့9ရဲ့9ရဲ့ဆို20ပေါ့ဒီကနေဒီထီက20ရှိတယ် ဒီကနေဒီထိက35ဟုတ်ပြီအဲ့တော့အဲ့ဒါတော့ပေါင်းလိုက်တဲ့အခါမှာဒီကနေဒီထိက55ရှိတယ်။ဒါဆိုရင်အရှိအန်နောက်ဘလို့ပဲပြောင်းပြီးတော့မှပေါင်းပေါင်းအဖြေကအထူးထူးပဲ။ဟုတ်ပြီနော်။ဒါဆိုလို့ရှိရင်ဒီမှာဆမ်မလို့တိထားရမှာက A + B = B + A A တွေ B တွေကအပြည့်ဂိမ်းနေဖြစ်ကြမယ်ဆိုလို့ရှိရင် A နဲ့အပြည့်ကိန်း B နဲ့အပြည့်ကိန်းနှစ်ခုစလုံးကအပြည့်ကိန်းဖြစ်မယ်ဆိုရင် A + B A နဲ့ B နဲ့ပေါင်းခြင်းက B + A B နဲ့ A နဲ့ပေါင်းခြင်းနဲ့တူတယ်။ဒါကိုအပေါင်းဖလဲရာဂုဏ်သက်တိလို့ခေါ်တယ်။ဟုတ်ပြီနော်အဲ့တော့အပေါင်းဖလဲရာဂုဏ်သက်တိ20 + 35ဒီ35 + 20နဲ့ညီတယ်။ဒါကိုအပေါင်းဖလဲရာဂုဏ်သက်တိလို့ခေါ်တယ်။အဲ့တော့ဆက်ပြီးတော့ဆရာမကားစီအပေါင်းဇရာကိုဆက်ပြီးရှင်းပြပေးပါမယ်။ဒီဇရာမှာဆရာမတို့က တုံည01234ဒီဘက်မှာလည်း01234အဲ့တော့ကြီးလိုက်မယ်ဒါက0ရဲ့0ရဲ့ပေါင်းတော့0 0ရဲ့1ရဲ့က1 0နဲ့2နဲ့ပေါင်းတော့2 0 3က3 0 4က4ဟုတ်ပြီနော်1နဲ့ပေါင်းမယ်1 1က1 0နော်1 0က1 1 1က2ဟုတ်ပြီနော် 1 plus 2 got 3, 1 plus 3 got 4, 1 plus 4 got 5. Now, look at me. 2 plus 0 got 2, 2 plus 1 got 3, 2 plus 2 got 4, 2 plus 3 got 5, 2 plus 4 got 6. Now, you know, hello, we're about me. 3 plus 0 got 3, 3 plus 1 got 4, 3 plus 2 got 5, 3 plus 3 got 6, 3 plus 4 got 7, 4+0 က4 4+1 5 4+2 က6 4+3 က7 4+4 က8ရပြီနော်ဒါကပါလဲဆိုတော့အပေါင်းဇာအဲ့တော့ဒီမှာဖြည့်မြင်ကလေးဖြစ်လိုက်တယ်2 4 6 8မှာဖြည့်မြင်ကလေးဖြစ်လိုက်တယ်ဒါကိုပင်မတောင်ဖြည့်မြင်လို့ခေါ်တယ်အဲ့ဒါပြီးတော့ဒီဖြည့်မြင်ရဲ့တစ်ဖက်တစ်ချက်မှာရှိနေတဲ့ပေါင်းလိုက်ကလေးတွေဒီဘာဖြစ်နေလဲဆိုတော့ခောက်ချိုးညီနေတယ် ဲ့တော့ကြည့်လိုက်တယ်ဒီမှာ3ရက်3ရက်သူ့ကိုခောက်လိုက်လို့ရှင်တစ်ထက်တည်းအကြရတယ်ဒီမှာ5ဟုတ်ပြီနော်ပြီလို့ရှင်ဒီမှာ6ဒီဘက်က6ရက်ဒီဘက်က6ရက်9ရက်9ရက်ဒါတွေအားလုံးဒီတစ်ထက်တည်းကြပါတယ်တဲ့ဟုတ်ပြီနော်အဲ့တော့ဒီကနေပြီးတော့ဆမ်မာတို့ကဘာကိုတိလို့ရတယ်လဲအဲ့တော့ဒီကနေပြီးတော့ဆမ်မာတို့ကဒီမှာကြည့်လိုက်မယ်နော်အဲ့တော့ဒီမှာ1ရဲ့ဒီက1ရဲ့ဒီက2ရဲ့ပေါင်းတယ်ဒီက1နဲ့2နဲ့ပေါင်းတာဒီ3 ဟုတ်ပြီလားဒီက1နဲ့ဒီမှာ2နဲ့ပေါင်းတာက3ဒီက2နဲ့ဒီက1နဲ့ပေါင်းတာကလည်း3ဟုတ်ပြီနော်ပြောချင်တာကဒီက1နဲ့ဒီက2နဲ့ပေါင်းတယ်ဒီမှာ3ရတယ်ဒါလေးဝိုင်းထားတယ်ဒီက2နဲ့ဒီက1နဲ့ပေါင်းတယ်3ရတယ်အဲ့တော့2 1ကလည်း3 1 2ကလည်း3ရတယ်အဲ့တော့ပြောချင်တာခုနကကျွန်တော်တို့တုံးခဲ့တယ်အာဒီ အပေါင်းဖလဲရကုန်တက်တီပေါ့နော်အဲ့ဒါလေးကိုဒီမှာဒီအပေါင်းဆရာကလေးနဲ့ရှင်းပြထားတာဟုတ်ပြီလားအဲ့တော့ဒီလိုထက်လိုက်တဲ့အခါမှာတစ်ထက်သေးကြာတယ်သူတို့ဒီတူတယ်ဆိုတာကိုပြောပြထားတာဟုတ်ပြီနော်အဲ့တော့ဒါကအပေါင်းဖလဲရကုန်တက်တီကိုရှင်းပြရဲအပေါင်းဆရာဖြစ်တယ်နောက်တစ်ခုကြည့်ရအောင်အပေါင်းထက်တူရကင်းအပေါင်းထက်တူရကင်းဆိုတာပေါင်းလိုက်တဲ့အချိန်မှာဒီဒါကိုပဲပြန်ရတယ် ။ဟုတ်ပြီနော်။အဲ့တော့300ရဲ့300ရဲ့ပေါင်း0 0က0 0 1က1 1 0က1 0 2 2 0ဟုတ်ပြီနော်0 3ရလည်း3 3 0ကလည်း3 0 4 4 0က4ဟုတ်ပြီနော်။ဒါတွေအားလုံးဒီအပေါင်းထပ်တူရကိန်းသူတို့ဒီတူတာကိုပဲထပ်ပြီးတော့ရှာတာဖြစ်လို့အပေါင်းထပ်တူရကိန်းလို့ခေါ်တယ်ဟုတ်ပြီနော်။ အဲ့တော့ရေပူရအားဖြင့်တုံညာနှင့်မိသည့်အပြစ်ကိန်းကိုမဆိုပေါင်းလိုက်ရှင်0နဲ့ဘယ်ကအပြစ်ကိန်းနဲ့ဘာနဲ့မဆိုပေါင်းပေါင်းဘာဘယ်ရတယ်လဲဆိုတော့အဲ့ဒီအပြစ်ကိန်းကိုပဲပြန်ရပါတယ်အဲ့ဒါကြောင့်မလို့ဒါသည်ပါလဲဆိုတော့အပေါင်းထတ်တူရကိန်းအဲ့တော့ A ဒီအပြစ်ကိန်းတစ်ခုဖြစ်လည်ရင် a ကဘယ်အပြည့်ကိန်းမဆိုပါတော့ဖြစ်မယ်ဆိုလို့ရှိရင်0 a က a 0ဖြစ်တယ်သူရဲ့အပြည့်က a ပဲအဲ့တော့တုံညကိုဘယ်ကအပြည့်ကိန်းနဲ့ပဲပေါင်းပေါင်းအဲ့ဒီအပြည့်ကိန်းပဲရတယ်ဒါအပေါင်းထက်တူရကိန်းပေါ့နော်ဒါကပဲပြန်ရတယ်ဆိုတာကိုဖော်ပြထားတာပါ နောက်တစ်ခုဆက်ကြည့်မယ်တင်းတက်မနင်းတက်မနှင့်မအပေါင်းဖဆက်ရကုန်တသည့်ចောင်းကပွဲအကျဲလက်မှတ်များရောင်းရာမှတ်တီရာသည်83ဆောင်းမှတ်နီလာသည်56ဆောင်းနှင့်မှတ်ကြီးပြာသည်109ဆောင်းရောင်းရသောလက်မှတ်ဆောင်ရေပေါင်းမြီများရောင်းရသည်နီဟုတ်ပြီအဲ့တော့ဆမရုကအကြောင်းကဝဲမှာလက်မှတ်ရောင်းတာမှတ်တီတာက83မှတ်နီလာ56ဆောင်းမှတ်ကြီးပြာက109ဆောင်းဟုတ်ပြီဒါဆိုရင်လက်မှတ် အဆောင်ရေဘလောက်ရောင်းရတယ်လဲဆိုရင်အားလုံးကိုပေါင်းလိုက်မယ်အဲ့လိုပေါင်းတဲ့အချိန်မှာဒီဆရာမတို့က83နဲ့56နဲ့ကိုအရင်ပေါင်းလိုက်တယ်အဲ့ဒါပြီးမှ100ကုနဲ့ပေါင်းလိုက်တယ်ဟုတ်ပြီနော်83အပေါင်း56ကိုဒီမှာ bracket လေးနဲ့ပေါ့နော်ဒီလက်သေးခွင်းလေးနဲ့ထည့်ပြီးတော့ပေါင်းလိုက်တယ်83အပေါင်း56ပြီးမှ100ကုနဲ့ပေါင်းတယ်အဲ့တော့83အပေါင်း56က129 109နဲ့ထပ်ပေါင်း238 အဲ့လိုမှမဟုတ်ပဲနဲ့83ကိုမှပြီးတော့မှ56အပေါင်း109နဲ့ပေါင်းထားတဲ့ပေါင်းလက်ကိုမှ83နဲ့ထပ်ပေါင်းမယ်။ဟုတ်ပြီနော်။အဲ့တော့အရင်ဦးဆုံးတော့83ကိုထားမယ်။56အပေါင်း109အရင်ပေါင်းလိုက်မယ်။အဲ့တော့83ကိုဒီမှာရေးတယ်56အပေါင်း109ပေါင်းတော့160နဲ့ငါအဲ့တော့ဒီနှစ်ခုရဲ့ပေါင်းလက်တည်238အဲ့တော့အဲ့ဒီနှစ်ခုရဲ့အဖြေကတူတယ် ဟုတ်ပြီနော်83အပေါင်း56ကို bracket တော့73 56 109 the equal 73 bracket of 56 109နဲ့ညီတယ်ပေါ့ဒါဆိုလို့ရှိရင် a တွေ b တွေ c တွေကအပြည့်ကိန်းနေဖြစ်မယ်ဆိုလို့ရှိရင် bracket of a b c က equal a plus bracket of b plus c နဲ့ညီတယ်။အဲ့တော့ဘယ်နှစ်ခုကိုပဲအရင်ပေါင်းပေါင်းကြိုက်တဲ့နှစ် ခုကိုအရင်ပေါင်း a ရဲ့ b ရဲ့ပေါင်းပြီးမှ c နဲ့ပေါင်းချင်းသည် b ရဲ့ c ရဲ့ပေါင်းပြီးမှ a နဲ့ပေါင်းချင်းနဲ့အတူတူပဲဖြစ်တယ်။ဒါကတော့ဘာကုန်တတိလဲဆိုတော့အပေါင်းဖက်ဆက်ရာဂုဏ်တတိ။ဒါပြီနော်။အပေါင်းဖက်ဆက်ရာဂုဏ်တတိလို့ခေါ်ပါတယ်။ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီမှာဆမ်မရခုလေးလာခဲ့တာဒီဂုဏ်တတိက3ခုရှိသွားပြီ။အဲ့ဒါလေးကိုပြန်ပြောမယ်။ ARB တွေ C တွေကအပြစ်ကိန်းတွေဖြစ်ခဲ့မယ်ဆိုရင်ဘယ်အပြစ်ကိန်းမဆိုပါတော့ဖြစ်မယ်ဆိုရင် A+B ဒီ B+A နဲ့ညီတယ်ဒါကအပေါင်းဖလှယ်ရကုန်တသည့်0 A A 0က A နဲ့ညီတယ်ဒါကအပေါင်းထတူရကုန်တသည့်အော် sorry အပေါင်းထတူရကိ A B bracket of A B C က equal A B bracket of B C ဒါကကြတော့အပေါင်းဖက်ဆက်ရကုန်တသည့် အပိစမရောကလေးချက်ငင်းတဲ့သမားနဲ့ကိုဆက်သွားပါမယ်။အောက်ပါညီမချင်းများရဲ့မိသီးကုံတက်တီကိုတုံထားကြောင်းဖော်ပြပါရစေ။ 52+x = x+52 အဲ့တော့ဒါကပြောင်းပြန်ပြန်ပြီးတော့ပေါင်းပဲတော့ဒီဖလဲပြီးတော့ပေါင်းထားတာမို့လို့ဒါကအပေါင်းဖလဲရာကုံတက်တီ။အပေါင်းဖလဲရာကုံတက်တီ။ နောက်တစ်ခု x + 66 66 x ဒါကလည်းဘာပဲဖြစ်မလဲဆိုတော့အပေါင်းဖလဲရာဂုဏ်တက်တိဟုတ်ပြီနော်20 bracket of 13 x equal bracket of 20 13 x ဒါကကြတော့အရင်ဦးဆုံးဒီမှာနှစ်ခုပေါင်းတယ်ခွင်းထဲမှာအဲ့ဒါကိုမှပြီးမှ20နဲ့ပေါင်းတယ်အစားဒီဘက်ကကြတော့20နဲ့73နဲ့အရင်ပေါင်းပြီးတော့ပြီးမှတခြားကိန်းတစ်လုံးနဲ့ချက်ပြီးတော့ပေါင်းတယ်ဒါသည်အပေါင်း ဖတ်ဆက်ရာဂုံတက်တိအဲ့တော့ဆရာမတို့လေ့လာခဲ့တဲ့ဟာတွေကိုဒီမှာအားလုံးရေးလိုက်ရုံပါပဲအပေါင်းဖက်ဆက်ရာဂုံတက်တိရပြီနော်နောက်တစ်ခုဒါကလည်း x bracket of 45 28 equal x 45 23 uh, 23ဟုတ်ပြီနော်ဒါကလည်းဘာပဲလဲဆိုတော့အပေါင်းဖက်ဆက်ရာဂုံတက်တိဟုတ်ပြီ ကြည့်အောင်နမနဲ့တန်တစ်ခုစီပေါင်းလက်တိုင်တစ်ခုစီပေါင်းလက်နဲ့ဒေါင်ဖြတ်တို့ဤပေါင်းလက်အသီးသီးတန်ဖို့အတူတူဖြစ်စီမိစတူရန်ပုံမျက်လက်စရာ magic square တစ်ခုကိုစဉ်းစားကြမိတဲ့ဟုတ်ပြီအဲ့တော့ဒီမှာဆရာမတို့ကတန်တစ်ခုရဲ့ပေါင်းလက်တိုင်တစ်ခုရဲ့ပေါင်းလက်ဒီလိုတိုင်နေနဲ့အတန်းနေရဲ့ပေါင်းလက်တီအတူတူပဲဖြစ်ပါတယ်တဲ့ နာမည်နော်အဲ့တော့ဒါအားလုံးပေါင်းလိုက်လို့ဒီရတဲ့အဖြေနဲ့ဒီမှာအားလုံးပေါင်းလိုက်လို့ရတဲ့အဖြေဒီဘက်မှာအားလုံးပေါင်းလိုက်လို့ရတဲ့အဖြေကအတူတူပဲဖြစ်ပါတယ်ကကြီးကားကြတော့ပထမဆုံးတိုင်ရှိကိင်းများပေါင်းလက်မိများဖြစ်တဲ့နည်းတဲ့ဟုတ်ပြီနော်အဲ့တော့ပထမဦးဆုံးတိုင်ရဲ့ကိင်းနေပေါင်းလက်အဲ့တော့ကျွန်တော်တို့ပေါင်းကြည့်လိုက်မယ်6 7 2 6+7+2 ဆိုပြီးဆမရခုနကတုံးထားတယ်အလေးလာထားတယ်အပေါင်းဖက်ဆက်ရကုန်တက်တီကိုတုံးလိုက်မယ်ဟုတ်ပြီနော်အဲ့တော့6အပေါင်းခွန်ကကျတော့73ဆိုတော့ 13+2 equal 15ဆိုပြီးအဖြစ်ရအဲ့လိုမှမပေါင်းချင်ဘူးဆိုရင်နော် 6+7+2 ီလိုပေါင်းလည်းရတယ်6 7 2က9ဆိုတော့9 9အပေါင်း6က15အဲ့တော့အဖြေရပါသည်ပထမဆုံးတိုင်ရှိဂိမ်းများပေါင်းလက်သည်15ဖြစ်သည်15ဖြစ်သည်ပေါ့နော်အဲ့တော့ဒါကိုကလေးတို့ကြောင်းမှာပေါင်းမပြအောင်ဆိုရင်မပေါင်းချင်လည်းရတယ်တစ်ခါတည်းဖြည့်ရှိလိုက်အောင်ဟုတ်ပြီဒါဆိုရင်ဒီဒုတိယတိုင်းမှာဒီမှာသူကပထမပေးထားတော့စွရန်ပုံမျက်လက်စရာကြီးကွက်လက်တွင်လိုအပ်သောဂိမ်းများဖြည့်ပါဆိုဒီမှာလည်းကျွန်တော်တို့ကဖြည့်ပေးရမယ် ဟုတ်ပြီနော်အဲ့တော့ဒီမှာဖြည့်တဲ့အခါမှာဘယ်လိုစဉ်းစားမလဲဆိုတော့ပေါင်းလိုက်လို့ရှိရင်15ဖြည့်ရမယ်ဂိမ်းကိုစဉ်းစားရမယ်ဒီမှာ6ဥပမာကျွန်တော်တို့ဒီမှာနှစ်ပေါ့နော်နှစ်ကိုသုံးလိုက်မယ်ဆိုရင်ဒီမှာဖြစ်လာမယ်ဂိမ်းက6ရဲ့နှစ်ရဲ့ပေါင်းတော့10ဆိုတော့ဒီမှာဒီ7ဖြစ်လာမယ်ဟုတ်ပြီနော်အကယ်လို့ဒီမှာဆမတော့3ကိုသုံးလိုက်မယ်ဆိုလို့ရှိရင်6ရဲ့3ရဲ့ပေါင်းတာက9ဆိုတော့ဒီမှာဖြစ်လာမယ်ဂိမ်းဒီ9ရဲ့6ရဲ့ပေါင်းမှာ15လာမှာဆိုတော့ဒီမှာ6လာ ကဲလို့၄သုံးလိုက်မယ်ဆိုရင်၄ရဲ့6ရဲ့ပေါင်းတော့30ဆိုရင်ဒီမှာက5ဖြစ်လာမယ်645ဒါကိုကြိုက်တဲ့ဂိမ်းကိုသုံးမှာဆရာမတော့ဒါဥပမာပေးထားလိုက်တာဟုတ်ပြီနော်အဲ့တော့ဟုတ်ပြီဆရာမတို့ဒီမှာခွန်ရဲ့9ရဲ့ရထားပြီဆိုတော့ခွန်ရဲ့9ရဲ့က12ဆိုတော့ဒီမှာလာမယ့်ဂိမ်းက3အဲ့အမှာပေါင်းလိုက်လို့ရှိရင်15ရမယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာရပြီ9ရဲ့3ရဲ့ခွန်ဆိုပြီးတော့ရပြီဆိုတော့ဆရာမတို့ဒီ15အနုတ်ခွန်ဆိုပြီးတော့စဉ်းစားကြည့်ရင်ဒီရဂိမ်းကိုရမယ် ။ဟုတ်ပြီနော်။အဲ့တော့15နှုတ်ခွန်က10ဖြစ်တော့ဒီမှာက10အမေနော်အဲ့တော့ရှင်းရငါရဲ့73 73နဲ့က15အဲ့တော့ဒီမှာကခွန်ရဲ့နှစ်ရဲ့က10 sorry ရှင်းရဲ့နှစ်ရဲ့က10ဆိုတော့ဒီမှာလာမယ့် gain ကဟာအဲ့တော့ကိုကြိုက်တဲ့ gain ကိုကြိုက်လို့ထားပါပေါင်းလိုက်လို့ရှင်ဒီတန်းနေတန်းနေတိုင်နေတိုင်နေပေါင်းလိုက်လို့ရှင်15ရလို့ရှင်ရပြီဒီမှာဘာဖြစ်ရမလဲအဖြေဘယ်လိုဖြစ်နေရမလဲဆိုတာမျိုးမရှိပါဘူးနံပါတ်3 3 gain နဲ့ဒီမှာ Dawman Stugan နဲ့ပေါင်းထားတယ်ပြီးတော့မှဒီမှာ Dawman Stugan နဲ့3 gain မှာမိမိနဲ့တက်ရအပြည့်ကိန်းနှစ်ခုအတူညီသောပုံတစ်ခုတည်းတွင်ထည့်ပြီးတက်ပါမိသိကုံတက်တီကိုတွေ့မြင်ရသည်တဲ့။ဟုတ်ပြီအဲ့တော့ကလေးတို့ကကြိုက်တဲ့ဂိမ်းကိုတွေ့ဒီမှာ3 gain မှာဥမာ5ထားလိုက်မယ်ဆိုရင်ဒီ3 gain ကလည်း5ပဲပေါ့နော်။ဒီက Dawman Stugan မှာကိုကထားပါတော့လေ7နဲ့တွက်လိုက်မယ်ဆိုရင်ဒီမှာလည်းပဲ7နဲ့တွက်လိုက်မယ် ဟုတ်ပြီလားကိုကြိုက်တဲ့ဂိမ်းကိုထား100ကျော်တဲ့ဂိမ်းတွေလည်းထားကျင်ထားလို့ရတယ်200ကျော်ရင်လည်းထား1000ကျော်တွေလည်းထားကျင်ထားလို့ရတယ်မိမိနှစ်သက်ရအပြည့်ဂိမ်းနှလုံးလို့ပြောလို့ဆရာမတို့ကကိုထားခဲ့တဲ့ဟာပေါ့နော်3ဂန်ကိုကိုက5ထားတယ်ဒီကတော့ max 2ဂန်ကိုကိုက7ထားတယ်ဒီဘက်အချမ်းကိုပေါင်းလိုက်မယ်3ဂန်အပေါင်းဒါလေးပေါ့နော်အဲ့တော့အဲ့ဒါပေါင်းတယ်ဆိုတော့5 7ဆိုရင်ဆရာမတို့ရတာက12ဟုတ်ပြီဒါလေးကိုပေါင်းလိုက်မယ် ဒီတဲ့ကိုထည့်ပေါင်းလိုက်ရတယ်နော်အဲ့တော့ဆမ်မာရီတိုင်းပေါင်းလိုက်ပြီ7 5 12 12 12ဟုတ်ပြီနော်အဲ့တော့ဘာကိုတွေ့ရတယ်လဲဆိုတော့သူမေးထားတာမိတိဂုံတက်တိကိုတွေ့မြင်ရတယ်နင်းဆိုတော့အပောင်ဖလေယာဂုံတက်တိကိုတွေ့မြင်ရသည်ဒါလေးကိုအောက်ကနေဆက်ပြီးရေးလိုက်မယ်အပောင်ဖလေယာဂုံတက်တိအပောင်ဖလေယာဂုံတက်တိကိုတွေ့မြင်ရသည် အမေဆက်ကြည့်မယ်နံပါတ်၄ဒီမှာကျတော့ trigan ရဲ့ diamond trigan ရဲ့ပြီးတော့ဒီမှာဆက်ဝိုင်းလေးရဲ့အဲ့ဒီသုံးခုကိုပေါင်းမယ်အရင်ဦးဆုံးဒီကနှစ်ခုပေါင်းပြီးတော့ဒူနဲ့ပေါင်းတာရဲ့ဒီမှာကျဒီဘက်ကနှစ်ခုပေါင်းပြီးတော့ဒူနဲ့ပေါင်းဒီမှာလည်းပဲကိုကစိုက်နေတဲ့တဲ့ခဏန်းသုံးလုံးကိုကြည့်လိုက်မယ်အဲ့ဒါပြီးမှသူညီတဲ့ပုံတစ်ခုမှထည့်ပြီးမိတိဂုံတက်တီကိုတွေ့မြင်ရတဲ့နည်းတဲ့အဲ့တော့အဲ့ဒီကကျွန်တော်တို့ကခက်တာလေးတွေမတွက်ချင်ဘူးလွယ်တာနဲ့ပဲတွက်ချင်တယ်ဆိုရင်လေဒီတတိကံကိုကျွန်တော်က3ဆိုရင်မှယူလိုက်ပါပြီနော် ဒါကိုကြက်တော့2ဆိုပြီးတော့ယူလိုက်မယ်ဆက်ဝိုင်းကိုကြက်တော့5ပါနော်ပေါင်ရတာလွှဲအောင်ပေါ့အဲ့တော့ကလေးတို့ကတော့ကြိုက်တယ်လို့3ပါဟုတ်ပြီဒါဆက်မတို့ထားလိုက်တယ်ဒီဘက်က trigan ရယ် domain trigan ရယ်ဆက်ဝိုင်းရယ်ပေါင်လိုက်တဲ့ခါမှဒီကိုကဒါက3အစားထိုးလိုက်မယ်ဒါထားထားတာက2ပြီးမှဒါနဲ့ပေါင်လိုက်တာက +5 ဟုတ်ပြီနော်၃ရက်၂ရက်က၅ဆိုတော့၅အပေါင်း၅ဒီ၁၀ ဒီမှာဖြည့်ပြီးမှတွက်ရင်လည်းရတယ်နော်ဟုတ်ပြီဒါဆိုရင်ဒီဘက်ကတစ်ချမ်းကိုဆယ်မတော့တွက်လိုက်တာ10ရတယ်ဒီရအောင်ပေါင်းမယ်3ခန်အပေါင်းဒီ bracket off ဟုတ်ပြီအဲ့တော့ဒီက3ခန်ကိုဆယ်မတော့ထားထားတာက3ပြီးမှအပေါင်းဒါတော့လက္ခဏာတွေမမေ့ရပါဘူးဒီက bracket ထဲမှာရှိတာက2 5ဟုတ်ပြီနော်အဲ့တော့ဒီမှာ3 2 5က7ဆိုတော့ ရတာက10အဲ့တော့ဘယ်ဂုံတက်တိကိုတွေ့ရတယ်လဲဆိုတော့အပေါင်းဖက်ဆက်ရဂုံတက်တိကိုတွေ့ရပါတယ်ဟုတ်ပြီနော်အဲ့တော့အဲ့လိုပေါင်းလိုက်လို့ရတဲ့ရတဲ့အချိန်မှာမိတိကုံတက်တိကိုတွေ့မြင်ရတဲ့နေ့ကိုအရေးကယုံမယ်အပေါင်းဖက်ဆက်ရဂုံတက်တိအဲ့တော့ဒီမှာဒါတွေရဲ့ဒါတွေရဲ့ညီပေးရင်လည်းရတယ်ဟုတ်ပြီနော်အဲ့တော့ဒီလောက်ထိနားလည်ပြီဆိုရင်ဆရာမတို့နောက်ကသင်ငန်းစာမြောက်ချင်းဆိုင်ရာဂုံတက်တိကိုနောက်ဗီဒီယိုမှာဆက်ပြီးတော့မှရှင်းပြပေးမှာပဲဖြစ်ပါတယ်